လူတို့ဦးလာရဲ့အညာကြီးလက်ပုံမြင်များဒုတိယတွဲစာအုပ်ထဲကတူတူပြောပါဆိုတဲ့ပုံမြင်လေးဖတ်ပြချင်ပါတယ်။ရှေးအခါကအထက်အညာဒေသတောရွာတရွာမှာ အလွန်ရိုးသားတဲ့ကိုလူရိုးနဲ့မအေးသာဆိုတဲ့လယ်သမားဇနီးမောင်နှံနှစ်ယောက်ရှိတယ်။သူတို့မှာခိုင်းနွားတရှင်းနဲ့နှစ်ထီကလေးတကောင်လည်းရှိတယ်။တနေ့တော့ပိုနေတဲ့နှစ်ထီကလေးကိုရောင်းလို့တာနဲ့ကိုလူရိုးကမအေးသာရဲ့ငါတော့ဒီနွားကလေးကိုမထားချင်တော့ဘူး။ ရောင်းတာပြစ်ချင်တော့တယ်လို့သူစနီးကို တိုင်ပင်လိုက်တယ်။မအေးတာကဒီနွားကလေးကြီးလောက်အောင်ထားပါအောင်ခိုင်းလောက်တဲ့အရွယ်ရောက်တော့နွားကြီးတွေနဲ့အလဲလဲခိုင်းရရင်နွားကြီးတွေတက်တာမယ်လို့မယောင်းချင်တဲ့သဘောနဲ့ပြောပြန်တယ်။ကိုလူယိုးကမအေးတာပြောတာတော့ဟုတ်ပါတယ်။တို့မှာစားဝတ်နေရေးကခက်တယ်။တခြားမကြီးနဲ့မင်းမအလူအတန်းသွားခြင်းနဲ့ဆိုရင်အဝတ်အထည်မရှိတာနဲ့လူတော့သူတော့မတူရဲဘူးမဟုတ်လား။ အရာတွေတွေးမိတိုင်းမယားကိုမှလှအောင်မဆင်နိုင်နဲ့ဘဝဆိုပြီးငါ့ကိုငါနာကြီးတယ်ဒါကြောင့်ဒီနွားကလေးရောင်းလို့ရတဲ့ငွေကိုမင်းအတွက်ထမဲအင်ကြီးဝယ်ပေးမယ်မကောင်းဘူးလားရှင်မလို့ရောင်းဖို့ဘက်ခက်ဆွယ်ဆွယ်ပြောလိုက်တယ်ဒီတော့မအေးတာလဲမသားမြတ်တော့ပဲအေးလေရှင်ကောင်းမဲ့ထင်ရင်လှုပ်ပေါ်လို့သာလေးလေးတွဲတွဲအဖြစ်ပေးလိုက်တယ်ကိုလူယိုးကလည်းဝမ်းသာသွားတယ်ဒီလိုနဲ့တနေ့တော့ ကိုလူယိုးတို့စီနွားဝဲသူတယောက်ပေါ်ပေါက်လာတယ်။ကိုလူယိုးကလည်းရောင်းမဲ့သူနှစ်ထီးလေးကိုပြတယ်။နွားဝဲချင်းသူကနွားကိုကြည့်ပြီးကဲခမားနွားကိုဘလောက်နဲ့ရောင်းမလဲလို့မေးလိုက်တယ်။ကိုလူယိုးကအစွမ်းကုန်ပြောမယ်ဗျာ။နွားဈေးလဲကောင်းနေတာပဲဒီတော့90ရရင် ရောင်းမယ်။ဈေးလဲစစ်မနေပါနဲ့တော့လို့ပြောလိုက်တယ်။နွားဝဲသူက ခမားပြောတဲ့ဈေးကိုမှတ်ထားပါ နွားမှာအပြစ်အနာစာရှိမရှိတေချာကြည့်ပါရစေလို့ပြောပြီးနွားကိုကြည့်နေတယ်တော်တော်ကြာကြာနွားကိုကြည့်မိတော့နွားဝယ်ခြင်းသူဟာအံအားသင့်လက်ဖြစ်တီးပြီးဟာခမားနွားကခြေခွင်းနေတာကိုဗျဒီလူသားခြေခွင်းနေရင်လှုပ်တဲ့ကိုင်းတဲ့နေရာမှာဘယ်တော့မှခရီးမရောက်ဘူးကဲ25ချက်လျှော့ဗျာလို့ဈေးဆက်လိုက်တယ်နွားကလေးရဲ့နောက်ခြေတောက်တစ်ချောင်းကလည်းခွင်နေတာမှန်နေတော့ကိုလူရိုးလဲသဘောထားကြီးကြီးနဲ့ကဲအစိတ်လျှော့ပါမယ် ငွေပေးပြီးသာယူသွားပါတော့နောက်ထပ်လည်းဈေးမစစ်ပါနဲ့တော့လို့မတိမတာနှင်ထုံရင်ပြောလိုက်တယ်။နွားဝယ်သူက နေအောင်ပြဒီလိုနဲ့ဘယ်ဖြစ်အောင်မလဲနွားအမားဝယ်မိရင်အိမ်ကမိန်းမကစူးမသေးကြတယ်ထက်ကြည့်အောင်မယ်လို့ပြောပြီးကြည့်ပြန်တယ်။ဟိုဟိုဒီဒီတော်တော်ကြည့်မိတော့နွားဝယ်ခြင်းသူကဂျိုကလည်းကြိုးနေပါလား။သူများနွားနဲ့ဝတ်ရင်ခမားနွားကရှုံးမသေးကြတယ်ဒီတော့နောက်ထပ်အစိတ်ထက်လျှော့အောင်ပြလို့ဈေးထက်စစ်လိုက်တယ်။ ကိုလူယိုးကလည်းကဲလျှော့ပါတယ်ဗျာယူသွားပါတော့လို့ပြောလိုက်တယ်ဒီတော့မရဖြစ်သူကကိုလူယိုးရဲ့အသားကိုဆဲ့ပြီးဘေးကိုခဏခေါ်လိုက်တယ်တနေရာရောက်တော့ရှင်ဘလူလုံးလိုက်တာလဲပထမ90လို့ပြောပြီးတခါအစိတ်ထက်လျှော့အခုအစိတ်ထက်လျှော့တော့ဘာကြံတော့တယ်လဲအလကားပေးလိုက်တာပေါ့ဟုတ်လားလို့ဒေါသတကြီးနဲ့ရန်တွေးလိုက်တယ်ဒီတော့ကိုလူယိုးကမရမအေးတာရဲ့ပါဇက်ကိုလဝါနဲ့ပိတ်ပြီး တူးတူးပြောစမ်းပါရှင်မရဲ့လူတွေကြားကုန်ပါအောင်မယ်ဘယ်ဘက်မျက်လုံးတိမ်ဆွဲနေတာကိုသာတွေ့သွားရင် နောက်ထပ်ငါတို့ကတောင်အစိတ်ထက်ပေးရလိမ့်အောင်မယ်လို့တူးတူးပြောလိုက်တယ်။နွားဝဲသူကလည်းနွားကလေးကို ဆွဲပြီးထွက်သွားတော့တယ်။စာဖတ်သူကျမလိုင်းမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်။